ဒူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်။ဒါကဗုဒ္ဓဖူးမနှညဖြစ်ပါတယ်။ဗုဒ္ဓဖူးမနှညမှာကျမကတိ68ကိုကီးပီးထားတယ်နော်။အဲ့ဒီမှာအမျိုးတို့ကျမကဒီထက်က6တလုံးကြိုက်တယ်။ဒီဘက်က9တလုံးကြိုက်တယ်ဆိုပြီးတော့69ဆိုပြီးတော့ဒါအမျိုးတို့ပတ်တီးပေးထားတာဖြစ်ပါတယ်နော်။အဲ့ဒါဆိုတော့ဗုဒ္ဓဖူးညနေမှာပဲ69ဆိုပြီးတော့ထွက်သွားတဲ့ပတ်တီးနှလုံးလုံးအောင်မြင်မှုကိုရရှိသွားတယ်နော်အမျိုးတို့။ ဒါကအမျိုးတို့ကိုကျမညံရှိတယ်လို့ယူသုံးမှာဆိုပြီးတော့ဒါပေးတဲ့ခဏန်းနေနော်ဒါကနေတိုက်ကအမျိုးတွေအတွက်ကိုပေးတာဖြစ်ပါတယ်ပြီးတော့ကျမရဲ့အဖွဲ့ဝင်တွေကိုဒီပတ်မှာဆိုလို့ရှိရင်ဇာတို့ပတ်ဒီ6တလုံးပေးထားတာဖြစ်ပါတယ်နော်အဲ့ဒီမှာတင် main order က69ဆိုပြီးကျမရဲ့အဖွဲ့ဝင်တွေဟာ၃ရက်အတွင်းမှာနှစ်ကြိမ်အောင်မြင်မှုကိုရရှိသွားတယ်နော် အဲ့တော့ကျမရဲ့အဖွဲ့ဝင်တွေကိုမနက်ဖြန်တောက်ကြနေအတွက်ကိုကျမကပတ်တီတလုံးနဲ့မင်းရော၃ကွက်ဒူရော၂ကွက်ကိုကျမရဲ့အဖွဲ့ဝင်တွေကိုထပ်ပြီးတော့ပေးမှာဖြစ်ပါတယ်။အဲ့ဒါဆိုတော့အခုလာမယ့်အပတ်အပတ်အတွက်ကိုကြိုဝင်ခြင်းနဲ့အမျိုးတွေကတောက်ကြနေအတွက်ကိုဇာတို့ပတ်တီတလုံးမင်းအော၃ကွက်ဒူအော၂ကွက်ကို လက်ဆောင်အဖြစ်နဲ့ထပ်ပြီးတော့ပေးသွားမှာဖြစ်ပါတယ်နော်။နာမည်အပတ်အတွက်ကိုအဖွဲ့ဝင်ခြင်းနဲ့အမျိုးတွေကကျမနဲ့ဆက်သွယ်ပေးပါ။ကျမကမနက်ဖန်တောက်ကြနေအတွက်ကိုဇာတို့တလုံးမိန်အော်၃ကွယ်ဒူအော်၂ကွယ်ကိုကျမရဲ့အဖွဲ့ဝင်အဟောင်းတွေကိုပေးနေကြလို့ပဲအခုစပြီးတော့ဝင်မဲ့အဖွဲ့ဝင်တေတေကိုလည်းလက်ဆောင်ဖြစ်နေပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒါဆိုလို့ရှိရင် ကျွန်မမနက်ဖြန်အတွက်ကိုပြပေးမှာဖြစ်ပါတယ်နော်အဖွဲဝင်ခြင်းနဲ့အမျိုးတွေကကျွန်မနဲ့ဆက်သွယ်ပြီးတော့ဒီကိုလာပေးပါနော်အဲ့ဒါဆိုရင်ကျွန်မမနက်ဖြန်အတွက်ကိုပြပေးမှာ ဒါကမနက်ဖြန်2ရက်တောက်ကြမနက်ညဖြစ်ပါတယ်မျိုးလို့ရင်ရှင်းနဲ့၄နဲ့ပေါင်းမယ်ရှင်း၄ပေါင်းတော့2နှစ်ပါဝါကခွန်နှစ်နှစ်ခတ်ကလီနှစ်ခွန်လေးကဒီမနေ့ညမှာသူကဆင့်ပြရမယ်။ဘာဆင့်ပြလဲ62ဆိုတော့ နှစ်တလုံးဆင်ပြေးသွားတယ်အဲ့ဒါဆိုတော့နောက်တစ်ပိနောက်တစ်ဝက်တော့ကိုဆက်ကြည့်မယ်၈နဲ့နှစ်နဲ့ပေါင်းမှာ၈နှစ်ပေါင်းတော့၃ည၃ညရဲ့ပါဝါက9 3ညရဲ့နှက်ခတ်က9 3ည9ခွန်က ဒီမနေ့ညမှာသူကဆင့်ပြရမယ်။ဘာဆင့်ပြလဲ93ဆိုတော့ဒီ9တလုံးဆင့်ပြသွားတယ်။အဲဆိုတော့ဆက်ကြည့်မယ်။6နဲ့3နဲ့ပေါင်းမှာ63ပေါင်းတော့9 9ပါဝါက4 9ရဲ့နှစ်ခတ်က6 9လေး6ကဒီမနေ့ညမှာသူကဆင့်ပြရမယ်။ဘာဆင့်ပြလဲခွန်လေးဆိုတော့၄တလုံးဆင့်ပြသွားတယ်။ တင်းနဲ့လေးနဲ့ပေါင်းမယ်တလေးပေါင်းတော့ငါငါပါဝါက3ညာငါရဲ့နှက်ခတ်က3ငါ3ညာ3ကဒီမနေ့ညမှာသူကဆင်ပြရမယ်ဘာဆင်ပြလဲ3ညာ5 39ဆိုတော့အကုန်လုံးဆင်ပြလဲနော်3ညာ5 3နော်3539ဆိုတော့နော်အကုန်လုံးဆင်ပြီးသွားအဲ့တော့မနက်ဖြန်အတွက် နှစ်ဖန်တော့က3ညနဲ့6နဲ့ပေါင်းမှာ3ညနဲ့6နဲ့ပေါင်းတော့6ကိုပါဝါက4ကိုရဲ့နှက်ခတ်က6ကိုလေး6ကမနှက်ဖန်မနှက်ညမှာသူကဆင်းပြရမှာဖြစ်တယ်เนาะအဲ့ဆိုဒီဘက်ကအချင်းလေးကြီးအောင် တင့်နဲ့ရှင်းနဲ့ပေါင်းမှာတရှိပေါင်းတော့ကိုကိုပါဝါက၄နော်နှစ်ရက်အတွင်းအဲ့တော့ကိုနဲ့၄နဲ့ပေါင်းမှာကို၄ပေါင်းတော့၃၃ရက်နှစ်ခတ်က၅နော်ဟိုဘက်ကပါဝါဒီဘက်ကနှစ်ခတ်နော်မျိုးလို့အဲ့တော့ဒီဘက်ကကို၄ချင်းညာဘာဆင်းပြီလဲဆိုတော့၅၄ဆိုတော့၄တလုံးဆင်းပြီတယ် ဒီဘက်က3 5ချိန်ရပါဆင်းပြီလဲရှင်း9 9နှိဆိုတော့9တလုံးဆင်းပြီတော့ရှင်းနေရှင်းနေပေါ့မှာရှိရှိပေါင်းတော့6 6ကဲပါဝါက1 6တက်ကလည်း2ရဲ့အတွင်းเนาะ9နဲ့2နဲ့ပေါင်းမယ်9နှစ်ပေါင်းတော့ခွန်ခွန်ရဲ့နှက်ခတ်က3ညခွန်3ညကလည်းဒီ2ရဲ့အတွင်း ဲ့တော့ဒီဘက်က6တိအချင်းရပါဆင်းပြီလေတင်းက6ရှည်ဆိုတော့6ကော1ကောဆင်းပြီတယ်ဒီဘက်ကခွန်3ညအချင်းရ4 3ညာ3ညာ3ညာဆိုတော့3ညာတလုံးဆင်းပြီတယ်အဲ့တော့တင်းနဲ့ငါးနဲ့ပေါင်းမယ်တင်းကပေါင်းတော့6 6ပါဝါကတိ6 1က2ရဲ့အတွင်း3ညနဲ့6နဲ့ပေါင်းမယ်3ညနဲ့6နဲ့ပေါင်းတော့ 6ရက်နှစ်ခတ်က9 6 9ကလည်းဒီနှစ်ရက်အတွင်းနော်အဲ့တော့ဗာဆင်းပြီလေ6တိအချိန်ရ69 65 15ဆိုပြီးသူကလည်း6ကော1ကောဆင်းပြီလေဒီဘက်က69အချိန်ရလည်း69လို့ဆင်းတယ်65ဆင်းတယ်နော်ဒီဘက်နဲ့ဟိုဘက်နဲ့လည်းအဲ့လိုတွဲဆင်းတယ်နော်မြို့လို့အဲ့တော့6နဲ့5နဲ့ပေါင်းမှာ 65ပေါင်းတော့တိတိပါဝါက6နေရအတွင်းနော်9နဲ့9နဲ့ပေါင်းပါ95ပေါင်းတော့3ည3ညရဲ့နှက်ခတ်ကခွန်သူကလည်းနေရအတွင်းနော်ဒီဘက်က6တိချင်းရပါဆင်ပြီးလဲ96တိခွန်ဆိုတော့သူကလည်း1ကော6ကောသူကဆင်ပြီးတယ်ဒီဘက်က3ညခွန်ချင်းရတိခွန်ခွန်လေးဆိုတော့သူကခွန်တစ်လုံးဆင်ပြီးတယ် တနဲ့ခွန်နဲ့ပေါင်းမယ်တခွန်ပေါင်းတော့ရှစ်ရှစ်ကပါဝါက3ရှစ်သုံးကလည်းသူက2ရက်အတွင်း9နဲ့4နဲ့ပေါင်းမယ်9လေးပေါင်းတော့9 9ရဲ့နှစ်ခါက6 6ခါကလည်းဒီ2ရက်အတွင်းအဲ့တော့ဒီဘက်က6 3ချင်းကပါဆင်းပြီလေ3ည8ဆိုတော့8တလုံးဆင်းပြီတယ် ဒီဘက်က6 6ချင်းရ6 6ဆိုတော့6တလုံးဆင်းပြီ4နဲ့4နဲ့ပေါင်းမယ်4လေးပေါင်းတော့8 8ပါဝါက3 8 3ချင်း6နဲ့3ညနဲ့ပေါင်းမယ်6နဲ့3ညနဲ့ပေါင်းတော့6 6နဲ့ခက်က9 69ဒီဘက်ကနော်အဲ့တော့ဒီဘက်က83ချင်းရပါဆင်းပြီလဲဆို3ည8ဆိုတော့8တလုံး ်3ကိုဆိုတော့3တလုံးဆင်းတယ်ဒီဘက်က6ကိုအချင်းရပါဆင်းပြီလဲဆိုတော့3ကိုဆိုတော့6တလုံးเนาะဒီလိုလဲတွဲပြီးတော့ဆင်းတတ်တယ်เนาะမျိုးတို့အဲ့လိုပြတယ်အဲ့တော့မနက်ဖန်အတွက်မနက်ဖန်တော့က3ညနဲ့8နဲ့ပေါင်းမှာ3ညနဲ့8နဲ့ပေါင်းတော့8 8ကဲပါဝါက3 3နဲ့4နဲ့ပေါင်းမှာ3 4ပေါင်းတော့9 ခွန်ရဲ့နှစ်ခတ်က3ညမနှက်ဖန်အတွက်เนาะမြို့တို့မနှက်ဖန်မှာလဲကျွန်မအကောင်းဆုံးဖြစ်အောင်ရှာဖွေပြထားတယ်เนาะမြို့တို့မြို့တို့ညံရှိတယ်လို့လေးတော့ယူတော့အဲ့တော့တဲ့သူကကီးရပြီးကမှပြန်တက်ပြီမယ်เนาะမြို့တို့ကီးရ6လေး6ကီးဖြစ်ပါတယ်ဒါကကီးဖြစ်ပါတယ်เนาะ6လေး6ပါအဲ့တော့ နေ့ရလိုပဲပေါ့ဟိုဟာလေးဗုဒ္ဓဖူးနေ့ရလိုပဲပေါ့နော်ကျမအကြိုက်ဆုံးခဏနှလုံးကျမဆွဲထုတ်မှာနော်အဲ့တော့ဒီထက်ရဆိုရင် ကျမကဒီထက်ရအကြိုက်ဆုံးက6တလုံးဖြစ်တယ်ဒီဘက်ကအချိန်နေတရာဆိုရင် ကျမကခွန်ကြိုက်တယ်နော်6ခွန်ပတ်တိပေးထားတယ်ဒီလိုလဲတွဲထုတ်လို့ရတယ်နော်နော်မနေ့ကလည်းကျမအမျိုးတို့ပြောတယ်ဒီလိုလဲတွေ့ထုတ်လို့ရတယ်နော် ျမအကြိုက်ဆုံးကဏ္ဍဒီထက်6တလုံးဒီဘက်က6တလုံးဆိုပြီးဒါအမျိုးတို့အကြိုက်ဆုံးချပေးတာမနက်ဖြန်မှလည်းအဲ့ဒီလိုပဲဒီထက်6တလုံးကြိုက်တယ်ဒီဘက်က9တလုံးကြိုက်တယ်နော်အဲ့တော့6ခွန်ကပတ်တိဖြစ်ပါတယ်နော်အဲ့ထက်မှတွဲပေးမယ်6ခွန်ပတ်တိတဲ့မှာဆိုရင်ကျမကမိန်ကိုနော်6နဲ့ဆိုတော့63 68 639 နော်မေပြီးတော့ခွန်နဲ့ဆိုတော့ခွန်ကိုခွန်ကိုခွန်တော့ခွန်ရှိဒီလိုလဲတွဲဆင်လို့နော်အမျိုးတို့ဒီလိုလဲတွဲဆင်တဲ့အပေါ်မှာအဲကြောင့်အဲ့လိုကြိုက်တယ်နော်ပြီးတော့ဒီဘက်မှာကဒါကမေး နော်မင်းက2 4 6 9ကွက်မင်းပြီးအာထုမျိုးလို့နော်တဲ့ဆိုတာတော့ကံကောင်းရင်ရမယ်ကံမကောင်းရင်တော့မအားမိရင်နာဝမယ်နော်အဲ့တော့ဒါရံကွက်ရံကွက်က၄နဲ့ရံပြီးမယ်၄နဲ့ဆိုတော့၄3ဒီရှိဒီရှိဒီ၃ညာဒီဥရောတိတ်မကြိုက်လို့နော်ဒီခွန် ပြီးတော့ဒီလိုမျိုးလဲတွဲဆင်มาဆိုလို့ဆိုရင်ကြိုင်းခဲมาဆိုလို့เนาะအဲ့ဒါဆိုတော့ဒါလေးကတော့ရံွက်ပေါ့အမျိုးလိုရယ်အမျိုးလိုတတ်နိုင်တဲ့လောက်ထိုးဒီဘောကတော့ main ွက်ဒီလိုလဲတွဲထိုးလို့ရတယ်เนาะအမျိုးလိုအတန်တန်ပြောတယ်ကျမအကြိုက်ဆုံးနှလုံးကိုဆွဲထုတ်တာမဟုတ်လို့ဒီလိုလဲတွဲထိုးလို့ရတယ်เนาะဒါလေးလဲထိုးကိုတတ်နိုင်တဲ့လောက်ထိုးအဖွဲ့ဝင်နိုင်တဲ့အမျိုးတွေတော့ကိုကျမလည်းအကောင်းဆုံးလေးရှာဖွေပေးထားတယ်เนาะ အဲ့တော့ဒါကမနက်ဖြန်၂နာရီတောက်ကြမနေ့ညမှာအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေနော်